မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောစုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့စက်ထမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ပြုတ်ကြပြလေးတစ်ပုဒ်ကို သင်ကြား ပြသပေးသွားမှာဖြစ်ပါတယ်ကြပြလေးရဲ့နာမည်ကတော့မြတ်ပညာတဲ့19ရာစုမှာ အမှားတော်ရဲ့ဥရှင်ကလေးကနေပြီးတော့ယင်း ဂျေတာခဲ့တာဖြစ်ပါတယ်လောကနေတိပြုတ်ကောက်နှုတ်ချက်ကအနေပြီးတော့ယင်အပတ်ရင်96ခုနှစ်မှာပါတဲ့မျက်ပညာဆိုတဲ့ပြုတ်ကြပြလေးအကြောင်းကိုဖတ်ပြတင်ပြပေးသွားမှာဖြစ်ပါတယ်အမာတော်ရဲ့ဥရှင်ကလေးဆိုတာကတော့ရှေးခေတ်ရှေးခေတ်ဘယင်နန်းတော်တွင်မှာအမာတော်ရေးရတဲ့ဘွဲ့ကိုရရှိထားတဲ့အမာတော်ရဲ့နာမည်ကတော့ဥရှင်ကလေးဖြစ်ပါလိမ့်ရှင် ။ကြပြားရဲ့နာမည်ကတော့မြတ်ပညာတဲ့။ကနားထောင်ကြည့်အောင်။တသိန်းမှတ်ကြလူထုံမြတို့တိတ်ပကိုမူနဲတီဟူ၍မအောင်မေနှင့်တွေ့ရမှတ်သားမိုးပေါက်များသောအင်းနာချောင်းကံပြေသောဟန်တိမှတ်ရန်တခုနှုတ်မှုလက်မှု အတတ်စုကိုငဲနုသောအာ မမေညာနှင့်ရင်းဖြာကုံစင်တက်မျောမြင်ကတခုမျှလျက်အတမွေးကြောင့်ပ ဖြစ်တုံရှောင်း၏အပေါင်းမှတ်ရာတောင်တိုင်းမှာကဗရမမရှိကြီးပြီစွမ်းအင်စင်ဟူသည်မရမြူတေတောတိုင်းဖွေလဲညာရွှေစန္နကုမရှိဘူးတီဝေကျူးနှံ့ဆက်အရက်တို့မှာပညာရှိကအလွန်ရှား၏မှန်သားသိပွဲအလင်းတီတဲ့ဒါလေးကတော့မြတ်ပညာဆိုတဲ့ပြုတ်ကြပြားလေးဖြစ်ပါတယ်ဒီကြပြားလေးကတော့လောကမှာ မသိအပ်မတက်အပ်တဲ့ပညာဆိုတာမရှိဘူးနှုတ်မှုပညာလက်မှုပညာအတက်ပညာတွေကိုငယ်ရွယ်တယ်ဆိုပြီးတော့မေ့လျော့မနေဘဲနဲ့အရင်အဖျားအစအဆုံးတက်ပါကသေးငယ်တဲ့အတက်ပညာပင် ဖြစ်တော်လဲပဲအတန်မွေးဝမ်းကြောင်းလို့ရတယ်ဆိုတာကိုပြော့ပြထားတယ်နောက်တစ်ခုကပညာကိုတဖြည်းဖြည်းချင်းလေ့လာသင်ယူစီးပူးခြင်းဖြင့်ပညာတွေဟာပြေဝလာမယ်တော်တိုင်းမှာပရမ ्या မရှိဘူး ကြီးမားတဲ့စွမ်းအင်ရှိတဲ့စင်နေမှာ အမြူတေမရှိဘူးတောတိုင်းရှာဖွေတော်လဲပဲစံနကူးပင် မရှိဘူးဝင်းလံခေါင်ပြားတဲ့အရက်ဒေတာတွေမှာပညာရှိက ရှားပါလာတယ်ပညာရှိကနေရာတိုင်းမှာ မရှိဘူးဆိုပြီးတော့ရင်ဒီမြတ်ပညာဆိုတဲ့ပြုတ်ကြပြလေးမှာရေးသားထားတာဖြစ်ပါတယ်ဒီကြပြလေးမှာတော့ခက်စစ်အဖွင့် ကိုလုံးအထိပေးထားတာဖြစ်ပါတယ်ပထမဦးဆုံးကတော့ငယ်နုငယ်နုဆိုတာကတော့အေးမပါတော့အနှဲငယ်မြတော့ဆန်နကူဆန်နကူဆိုတာကတော့အနှင်းနန်းသာပင်တစ်မျိုးနောက်တစ်ခုကတော့တသိန်းတသိန်းဆိုတာတနီးတဖုံဗတမြညာတော့အဖြစ်အနီယောင်ရှိတော့ကြောင်းမြဲတစ်မျိုးနောက်တစ်ခုကမြူတေမြူတေဆိုတာကတော့အမြူတေအနှစ်အနှစ်သာရ နောက်တစ်ခုကယင်းပြယင်းပြဆိုတာအစအစုံအလုံးစုံသိပ္ပဆိုတာအတတ်ပညာအောက်မေ့ဆိုတာထင်မှတ်သည်မှတ်ယူသည် နောက်တစ်ခုကအင်းအင်းဆိုတာတော့အလိုအလျောက်ဖြစ်ပေါ်နေတဲ့ကျေပြန့်သောရေအိုင်ကြီးဆိုပြီးတော့ယင်းခက်စစ်အဖွင့်ကိုလုံးအထိပေးထားတာဖြစ်ပါတယ် ကဲဒီနေ့သင်ပေးခဲ့တဲ့ကြပြလေးရတော့ပြည့်စုံဖတ်ပြပေးသွားတဲ့ကြပြလေးရတော့ဆတ္ထမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ပြုတ်ကြပြအမျိုးအစားဖြစ်တဲ့မျက်ပညာဆိုတဲ့ကြပြလေးကိုပြည့်စုံဖတ်ပြပေးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်